ဝါလင်ရဲ့စူးအောင်ပွဲခံမှုအတွက်ပြဿနာမရှိဘူးလို့တုံ့ပြန်လိုက်တဲ့စီဒွန်နာဒိုဒိမန်တင်ကပေါ်တူဂီတင်းကိုတကူကူမရှိနဲ့အနိုင်ရခဲ့တဲ့ UEFA National League Quarter Final ပထမကြော်ပွဲစဉ်မှာဒိမန်တင်တိုက်စစ်မှုဝါလင်ရဲ့စူးအောင်ပွဲခံမှုဟာသူ့အတွက်ပြဿနာမရှိဘူးလို့ပေါ်တူဂီတင်းကောင်းဆောင်ရော်နယ်ဒိုကတုံ့ပြန်ခဲ့ပါတယ်။ဝါလင်ကဒိမန်တင်အတွက်ဖိုးတန်ကိုသွင်းယူပြီးနောက်သူ့အိုင်ဒေါ်ဖြစ်တဲ့ရော်နယ်ဒိုရဲ့နာမည်အောင်ပွဲခံဟန်စူးအောင်ပွဲခံမှုပြုလုပ်ခဲ့တာဖြစ်ပြီးရော်နယ်ဒိုဟာဒီအောင်ပွဲခံမှုကိုကွင်းလယ်ဆက်ဝိုင်းကနေကြည့်နေကြတာပါ။ဝါလင်ဟာပွဲပြီးမှဒီလိုအောင်ပွဲခံခဲ့မှုကရော်နယ်ဒိုကိုလောင်ပြောင်ဖို့ကြိုးစားခဲ့တာမဟုတ်ပဲ သူကရော်နယ်ဒိုရဲ့ကြီးမားတဲ့ပရိသတ်ဖြစ်ကြောင်းဆိုခဲ့ပါတယ်။ဒီညမှာ quarter final နဲ့ဒုတိယကြောအဆုံးဖြတ်ပွဲစဉ်ရှင်ပြန်ရဖို့ရှိနေချိန်ဘွတ်ချုပ်မီဒီယာတွေတွေးဆမှုမှာရော်နယ်ဒိုဟာဝိုင်လိုင်းရအောင်ပွဲခံမှုနဲ့ပတ်သက်ပြီးမေးမြန်းချင်းခံခဲ့ရပါတယ်။ရော်နယ်ဒိုကကျွန်တော်တို့ကပြဿနာမရှိပါဘူး။ဒါကကျွန်တော်အပေါ်မှာလေးစားမှုမရှိတာမဟုတ်ဘူးဆိုတာသိပါတယ်။ကမ္ဘာတစ်ဝှမ်းမှာကျွန်တော်ရဲ့အောင်ပွဲခံမှုကိုပြုလုပ်တာကတူတူဦးထဲမဟုတ်ပါဘူး။ဒါတွေကကျွန်တော်တို့အတွက်ဂုဏ်ယူကြပါ။ဒီညမှာကျွန်တော်ရဲ့အောင်ပွဲခံမှုကိုသူမြင်တွေ့နိုင်မှုမျှော်လင့်ပါတယ်လို့ဆိုခဲ့ပါတယ်။ဒါမြင်ရော်နယ်ဒိုဟာဒိမတ်တင်ရဲ့ဒုတိယကြောက်ပွဲစဉ်မှာဘယ်သူပဲကိုတင်တွင် ပိုတူဂီသည်နိုင်ငံရှိတာကိုသူလိုချင်ပြီးသူတို့ဆွမ်းကုန်ကြိုးစားကြမှာဖြစ်လို့ပရိသတ်တွေအတူရှိနေပေးဖို့တောင်းဆိုကြောင်းလည်းပြောကြားခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချပြတဲ့